ားလုံးပဲယေရှုနာမ၌မင်္ဂလာပါအသစ်တစ်ဖန်ပြန်လဲ၍တွေ့ဆုံရသောကြောင့်ယေရှုတင်နေဒီနေ့ကောင်းချီးမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒီမှာရှိတဲ့မိသားစုအတူတကွာခွန်အားယူကြအောင်လို့ပြောချင်ပါလေကောင်းချီးမင်္ဂလာဆိုတဲ့အခါမှာဓမ္မဟောင်းထဲမှာကြည့်ရှုတဲ့အခါမှာယာကုန်နဲ့အေးသောအကြောင်းကိုတွေ့ရတယ်နော်ယာကုန်နဲ့အေးသောအကြောင်းကိုတွေ့ရတဲ့အခါမှာကောင်းချီးမင်္ဂလာကောင်းချီးမင်္ဂလာကယာကုန်ကဘလောက်ထိဆောင်ကလဲဆိုတော့သူ့အမေဝန်းထဲမှာကလေးကသူ့ နော်ကောင်းကြီးကိုဆန်ငတ်တဲ့သားတယောက်ဆိုတာတွေ့ရပါတယ်ဒါမှမဟုတ်အပြင်လောကထွက်လာတဲ့အခါမှာ तू ကအကူအရင်ထွက်ပြီမဲ့ तू ကသူ့ကိုဖနှောက်ကိုဆွဲပြီးတော့ तू လိုက်လာတယ်ဆိုတာတွေ့ရတယ်နော်နော်ဒါကြောင့်ကောင်းကြီးအင်မတန်မှဆန်ငတ်တဲ့သားငယ်ဆိုတာနော်တွေ့ရတယ်ဒီကောင်းကြီးဆန်ငတ်တဲ့အခါမှာသူ့ကိုသူစူးစမ်းခြင်းအဖြစ် तू ရယူလို့မဟုတ်ပါဘူးနော်မိသားမိသားစုထဲမှာနေထိုင်ပြီးတော့သူ့ရဲ့ မိဘနှစ်ပါးရဲ့စကားကိုနားထောင်ခြင်းအားဖြင့်နေထိုင်တယ်လို့တမချန်းစာကပြောပါတယ်အကိုဖြစ်တဲ့သူကတော့ကိုယ့်ရဲ့ကြိုးစားခြင်းနော်အဖေကိုလှုပ်ကြွေးပြုစုတယ်လို့ပြောပါတယ်ဒါပေမဲ့တားငယ်ခါကျတော့နားထောင်ခြင်းအောက်မှာပဲသူအသက်ရှင်တယ်လို့ပြောပါတယ်သူကပြောချင်တာက तू ကမလှုပ်နိုင်ဘူးနော်မလှုပ်စွမ်းမရှိလှုပ်ရစွမ်းမရှိဘူးလှုပ်နိုင်စွမ်းမရှိဘူးဒါပေမဲ့မိဘစကားကိုနားထောင်ခြင်းအားဖြင့် ကောင်းကြီးကိုဘလို့ရရှိလဲဆိုတဲ့အခါမှာအချိန်တစ်ခုရောက်လာတဲ့အခါမှာအီးဆက်ကမျက်စိပုံပြီးအသက်ကြီးပြီးဘယ်နှစ်တည်ရမလဲမသိတဲ့အတွက်ကြောင့်မလို့တားဦးကိုကောင်းကြီးပေးချင်တယ်ဆိုတဲ့အခါမှာတားဦးကိုခေါ်ပြီးတော့ကောင်းကြီးပေးမယ်ဆိုတဲ့အခါမှာအမိကြားသွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့တားငယ်လေးကိုမထားခဲ့စေချင်ဘူးနော်မထားခဲ့စေချင်တဲ့အမေရဲ့ လုတ်ပေးခြင်းအဖြစ်အမေရဲ့စေတနာယိုဖိတ်ခြင်းအဖြစ်ယာကုတ်လေးကတာဝူအရာကိုရရှိတယ်ဆိုတဲ့အခါမှာတွေ့ရပါတယ်နော်။ဒါကြောင့်တာဝူအရာရရှိပြီးတဲ့နောက်မှာတကယ်တကယ်လို့ချင်းနဲ့တသက်လုံးလို့ချင်းနဲ့ဒါပေမဲ့တာဝူအရာရတဲ့အခါမှာတာဝူအရာရတဲ့နေ့ကစပြီးသူကသူ့ကိုယ့်ရဲ့ရန်ကိုကြောက်ပြီးတော့သူထွက်ပြေးရပါတယ်။ တာဥရာကိုလွယ်တော့မလွယ်ပါဘူးเนาะတော့အကိုရဲ့ရန်ချာချင်းကိုကြောက်ပြီးတော့ထွက်ပြေးရတယ်ဒါပေမဲ့ကောင်းကြီးရရှိပြီးဆိုသူ့ကိုယ်သူယုံကြည်ပြီးတော့ဖခင်နဲ့အထက်မှာအတူပါရှိတယ်ဆိုယုံကြည်ခြင်းအပြည့် तू သွားတဲ့နေရာတိုင်းမှာကောင်းကြီးမိင်္ဂလာကသူ့နောက်ကိုလိုက်သွားတာဆိုတွေ့ရပါတယ်ဒါကြောင့် तू ဦးလေးစီရောက်တဲ့ခါမှာလဲနော်ရာကုန်ရောက်လာကနေရာစပြီးတော့ကောင်းကြီးမိင်္ဂလာတွေတရိတ်ဆန်တွေတိုးပွားများပြားပြီးတော့နော်ရာကုန်ရှိတဲ့နေရာမှာကောင်းကြီးရှိတယ်ဆိုဦးလေးလာပံကတည်သွားတယ်နော်ဒါကြောင့်မလို့ဒီ ဦးလေးလာမှန်တိတဲ့အခါမှာနှမျောပြီးတော့တူတူကိုကြည့်ရှုပြီးတော့တူတူရဲ့အကူညီချက်အားဖြင့်သူ့ရဲ့စီစဉ်ဥစ္စာတွေတိုးပွားတယ်ဆိုတဲ့အခါမှာတွေးရပါတယ်နော်တွေးရတဲ့အတွက်ကြောင့်မလို့တာဦးကောင်းကြီးကအင်မတန်မှဘလောက်အရေးကြီးလဲဆိုတော့ရာကုတ်ကသဘောပေါက်တဲ့အတွက်ကြောင့်မလို့နော်ဒါကြောင့်မလို့ဒီအရာလေးအားဖြင့်ကျွန်တော်ဆင်ခြင်တဲ့အခါမှာကျေးဇူးတော်ကာလရောက်ရှိတဲ့အခါမှာလဲကျွန်တော်တို့ကလေစူးစမ်းခြင်းအားဖြင့်မဟုတ်ပါဘူး ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်เนาะကျေးဇူးတော်ကြောင့်ငါဖြစ်တည်တိုင်းငါဖြစ်တယ်လို့ရှင်ဘုန်းလူကပြောတဲ့အတိုင်းပဲကျွန်တော်တို့လည်းကျေးဇူးတော်ကလွှဲရင်ကျွန်တော်တို့ကဘာမှစူးစမ်းနိုင်စွာမရှိပါဘူးဖျားခင်ကျေးဇူးပြုထားပေးတဲ့အတွက်ကြောင့်လို့ယေရှုခရစ်ဖျားအားဖြင့်ယေရှုဖျားရဲ့ကျွန်တော်တို့ကိုကယ်တင်ခြင်းเนาะအဖေကျွန်တော်ဒီတာဥအရာထက်မကတန်ဖိုးရှိတဲ့အရာကိုကျွန်တော်ရရှိတယ်ဆိုတဲ့အကြောင်းဒီမှာရှိတဲ့မေတ္တာစုကိုပြောပြခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့တာဥအရာ နော်ကောင်းချီးမင်္ဂလာရရှိပြီးအသက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ຢາກုတ်အသက်တာကဲ့သို့ကျွန်တော်ယုံကြည်သူကလည်းကောင်းချီးမင်္ဂလာကောင်းချီးမင်္ဂလာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ယုံကြည်သူတွေနည်းနည်းပါးနာဖို့လိုပါတယ်နည်းနည်းသဘောပေါက်ဖို့လိုတယ်။ဘာကြောင့်လဲຢາກုတ်ကကောင်းချီးမင်္ဂလာရရှိပြီးတာဝူຢາကိုရရှိတဲ့နေ့ကစပြီးသူကပါပါနာနာပြီးတော့သူအသက်ရှင်ပြီးတော့နော်ပြောဆိုတဲ့နေရာမှာတော်လကောင်းသူ့ကိုယ်ရဲ့ရံမှာတော်လကောင်းသူပပနာပြီးတော့နေလုံပြီးတော့ အသက်ရှင်နေဆိုတာတွေ့ရတကယ်တော့ပဲကျွန်တော်တို့လည်းဂျေဇုရောကာလမှာကျွန်တော်တို့ကကောင်းကြီးမင်္ဂလာတောင်းဥရာထက်မကတဲ့ဘုရားခင်ယေရှုဘုရားရဲ့ဂျေဇုအားဖြင့်ကျွန်တော်တို့ရရှိတဲ့အတွက်ကြောင့်မလို့ပါနခြင်းအားဖြင့်နော်ကျွန်တော်ရဲ့ယုံကြည်ခြင်းအသက်တာမှာကျွန်တော်ပါနစွာဖြင့်အသက်ရှင်တတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးသောကြောင့်တောင်းဥရာထက်မကတန်ဖိုးရှိတဲ့အရာကိုကျွန်တော်တို့ယုံကြည်သူအားလုံးဟာရရှိပြီးဖြစ်သောကြောင့်နားလည်ဖို့လိုပါတယ်ဘုရားခင်ရဲ့ဂျေဇုတော်ကိုခံစားခြင်းအားဖြင့်နော်အယောက်ချင်းစီတိုင်းအပေါ်မှာ ဒီຢာတွေနားလဲတဲ့အခါမှာကျွန်တော်တို့သဘောပေါက်တဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ရမှာကျွန်တော်အကင်းပါပြီးတော့ကျွန်တော်အသက်ရှင်တဲ့အခါမှာလောကမှာကျွန်တော်တို့ကြွယ်ဝချင်းကောင်းချီးမင်္ဂလာတိုးပွားများချင်းရာကုန်ရဲ့အသက်တာကဲ့သို့ကျွန်တော်တို့ခံစားရမယ်ဆိုတဲ့အကြောင်းဒီမှာရှိတဲ့မိသားစုညီကောင်မတို့မှာအယောက်ချင်းစီတိုင်းအပေါ်မှာအလင်းပေးပါတယ်အယောက်ချင်းစီတိုင်းအပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ